အပိုင်း94ရဲ့အစမှာတော့စိတ်ဝိညာဉ်တန့်စင်ခြင်းကိုင်းရဲ့ဘိုးဘေးကြောက်ပြားတွေထားရှိရာတားမြင့်နယ်မြေကူးအိမ်တော်တဲကိုဝင်ရောက်လာခဲ့ပါတယ်။ဘိုးဘေးကဒီနေရာဟာဝိညာဉ်ကျုံနောက်တက်ကိုပိုင်နိုင်ထားတဲ့လူတွေသာခစ်ဆက်ဆက်ဝင်ခွင့်ရနိုင်တဲ့နေရာတစ်ခုဖြစ်ကြောင်းပြောပြီးဝက်လင်းပြန်လာကိုကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။ခန္ဓာကိုယ်အနီးတစ်ဝိုက်မှာတေးချင်းတရားအငွေ့သက်တွေရတိုင်းနေပြီဖြစ်တာကြောင့်ဘိုးဘေးတွန့်ထန်ကတက်တန်းကုန်ခါနီးပြီဖြစ်မှန်းဝက်လင်းသိရှိလိုက်တဲ့အခါအနေငယ်စိုးရိမ်သွားရပါတယ်။ ဘိုးဘေးကတော့နှစ်နှဲငယ်ကြံနေသေးလို့အလွယ်တကူသိမှမဟုတ်ပဲပြဿနာဖြေရှင်းပြီးပြီလားလို့ပြန်မေးလိုက်တဲ့အခါဝလင်းလဲဝိညာဉ်အလံငါပေးလိုက်တဲ့ကိစ္စအတွက်ဂျေဇုတင်ကြောင်းပြောလိုက်ပါတယ်။ဒီနှစ်တွေအတွင်းကြင့်ကြံစင်ပုံမြင်လာခဲ့ပြီးအယိုးနဲ့အသားကိုပေါင်းစည်းနိုင်နေကဝိဇ္ဇာနဲ့ဆွမ်းအင်တွေဖြစ်အသွင်ပြောင်းလဲသွားပြီဖြစ်လို့ဘိုးဘေးကချီးကျူးလိုက်တဲ့အပြင်အစင်ချိုဖြစ်ချင်တယ်ဆိုရင်သူကူညီပေးနိုင်တယ်ဆိုပြီးအခန်းတစ်ခုဖွင့်ပြလိုက်ပါတယ်။ ဲ့ဒီအထဲမှာတော့ဝိဇ္ဇနဆွမ်းအင်တွေပေါ်ကျွယ်ဝနေလျက်ရှိပြီးဝလင်းကိုအခုလိုကူညီပေးခြင်းကကျေးဇူးပြန်ဆက်စေချင်တာဖြစ်လို့ဘိုးဘေးကိုအမိန့်ရှိခိုင်းလိုက်ပါတယ်။ခွင့်ပြုချက်ရလိုက်တာနဲ့ဘိုးဘေးကြောက်ပြားတွေရှေ့မှာစိတ်ဝိညာဉ်တန်းစင်ကိုင်းကြီးကိုဝလင်းထံလွှဲအပ်ပေးလိုက်ပြီးသူ့ဘက်ကပြန်လို့ချင်တာကိုပြောပြလာပြီးဝိညာဉ်တန်းတစ်ထောင်လံကိုလည်းတေချာထိန်ထိန်ခိုင်းထားလိုက်ပါတယ်။အကြောင်းကတော့ဝိညာဉ်လန်ရှိနေတဲ့၍စိတ်ဝိညာဉ်တန်းစင်ကိုင်းကြီးလည်းဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ဝက်လင်းလိုထူးချွန်သူတယောက်အတွက်ကျူးချွဲကြိုလေးကအရန်သိငဲ့တာကြောင့်အနာကက်မှာဒီဂျိုကထွက်သွားခဲ့ရင်ကောင်းမွန်တဲ့နေရာတစ်ခုမှာအစွမ်းထက်ကိုင်းကြီးအဖြစ်ပြန်တီထောင်ခိုင်းလိုက်ပါတယ်။ဘိုးဘေးတွေရဲ့စိတ်ကူးအိမ်မဖြစ်တဲ့အစင်းချောက်တိုင်းပြည်ဖြစ်လာဖို့ကိုလည်းဝက်လင်းအပေါ်တာဝန်ပေးလိုက်တဲ့အခါတစ်ဖက်ကလည်းရတဲ့ဆိုပြီးပြက်သားစွာသဘောတူလိုက်တဲ့နောက်ဘိုးဘေးတွေရှေ့မှာအမွေးတိုင်ထွင်ရင်အယိုသေးပြုတ်လိုက်တယ်လို့ဂရီစကားကိုလည်းတက်တေပြုတ်လောက်ကြပါတယ်။ဘိုးဘေးတွန်ထန်းရဲ့ဆရာတူအကိုဖြစ်သူကဂိုင်းမျောလင်းချက်အတွက်တတန်းအထိခိုက်ခံပြီးကံကြမ္မာဖက်ခဲ့တဲ့နောက် ဝလင်းကိုတွေးရှိခဲ့ကြရသလိုအခုချိန်မှာလည်းအရာအလုံးလွှဲပြောင်းလိုက်ပြီဖြစ်လို့သူတို့ရဲ့လောင်ကြီးထက်မှုကဘာမှမကျန်တော့တဲ့အထိအရာအလုံးမဆုံးရှုံးတော့ဖို့ကိုသာမျှော်လင့်နေရပါတော့တယ်။ဂိုင်းထဲမှာစုဆောင်ထားတဲ့ဝိဇ္ဇာနဲ့ကြောက်စိမ့်တွေကတရေသားပြောင်းလဲခြင်းအဆင့်ရောက်အောင်သုံးပုံတပုံစာပဲလုံလောက်တာကြောင့်အပြင်ထွက်စုဆောင်ကြရအောင်ဆိုပြီးပြောတော့ဒီနေရာကကောင်းကင်ဘုံနယ်မြေမဟုတ်တဲ့အတွက်ဘယ်နေရာမှာသွားရှာနိုင်မှာလဲလို့ပြန်မေးကြည့်လိုက်ပါတယ်။ဘိုးဘေးကကူညီပေးမဲ့လူတွေရှိတယ်ဆိုပြီးအစီရင်ဖွင့်လှစ်လိုက်လို့သူလဲအမြတ်လိုက်သွားရတဲ့နောက် တွားတော့နဲ့ဆိုးကိုင်းစီရောက်လာပြီးဝိဇာနဲ့ကြောက်စင်းကိုအတင်းတောင်းယူလိုက်ပါတယ်။နဆိုးကိုင်းကကောင်လေးတွေမင်းတို့အဖိုးအတွက်ထမ်းရောက်လာပြီးမို့ဝိဇာနဲ့ကြောက်စင်းတွေမြင်မြန်လာပေးကြဆိုပြီးပြောလိုက်တဲ့အခါတရေသားပြောင်းလဲခြင်းကနက်ဦးအဆင့်တွေဖြစ်ကြတဲ့ရဟုံနဲ့ရှားချစ်တို့ထွက်လာခဲ့ကြပါတယ်။သူတို့စီမှာမင်းတို့လိုချင်တာမရှိဘူးလို့ညင်လိုက်ကြတဲ့အခါဘိုးဘေးကစိတ်ဝိညာဉ်လန်ထုတ်လိုက်ပြီးဝိဇာနဲ့ကြောက်စင်းထုတ်ပေးရင်သူထွက်သွားပေးမှဖြစ်ကြောင်းတကယ်လို့မပေးဘူးဆိုရင်လူတွေကိုတိုက်ခိုက်မှမဟုတ်ပေမဲ့မွေးမြူထားတဲ့ပိုးကောင်တွေအားလုံးကိုမျိုးဖြုတ်ပြစ်မယ်ဆိုပြီးချင်းချောက်ပြစ်လိုက်ပါတယ်။ တွန့်ထန်းဆိုတဲ့သူတက်တန်းကုံတော့မှမို့ဒိုင်းလော့ကစီးမင်းတွေကိုမလိုက်နာတော့ဘူးလားဆိုပြီးဘလို့တိုက်ခိုက်ရမလဲစဉ်းစားနေတော့ဘေးဘက်ကဝက်လင်းကိုမြင်လိုက်တော့အားနေတဲ့ကောင်လေးအဖြစ်မှတ်ယူလိုက်ကြပါတယ်။သူတို့ကိုတိုက်ခိုက်ရရင်မျိုးဆက်တဲ့လူငယ်လေးကတော့ချက်ချင်းအသက်ခံရမယ်ဆိုကတားရဲကင်းချင်များကြီးနဲ့ရုတ်တရက်တိုက်ခိုက်လိုက်ပေမဲ့ဝက်လင်းကကောင်းကင်ဘုံသားနဲ့အပိုင်းပိုင်းခုတ်ဖြတ်ပြစ်လိုက်ပါတယ်။ ဒီနေ့သူတင်မှာကျင်းတည့်ရလားဆိုပြီးဓာတ်တစ်ချက်ဝိယံပစ်လိုက်လို့တစ်ဖက်ကအမြန်ကားခွဲထားလိုက်ပေမဲ့ချက်ချင်းပြစ်စည်းသွားခဲ့ရတာကြောင့်ဝလင်းလိုစိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်လေးကဝိဇ္ဇာနဲ့ယေတနာကိုအလွဲတကူအသုံးပြုနိုင်နေရတာလဲဆိုပြီးဘသူပဲဝါလဲဆိုတာသိချင်သွားကြပါတယ်။ဝလင်းကကျန်းနုလိုပြန်ဖြေလိုက်တဲ့အခါရွှွန်ရွယ်ဘိုးဘေးလီယွန်ဖုန်းနဲ့ဘလူးနက်ဆိုဘိုးဘေးတို့ကိုစိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နဲ့တက်ဖြက်ရှင်လင်းခဲ့တဲ့သူမန်တီးလိုက်ရတာကြောင့်အကြီးခဲတွေလည်းဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။ ဘိုးဘေးတွန့်ထန်းကစီမင်းဟောင်းတိုင်းကျင့်သုံးမှဖြစ်လို့ဝိဇ္ဇာနဲ့ကြောက်စိမ့်တွေကိုတဝက်ထုတ်ပေးခိုင်းလိုက်တဲ့အခါအမျိုးသမီးကျင့်ကြံသူကတိုးလောင်အိတ်ထုတ်ပေးလိုက်ပြီးနောက်တစ်ချိန်ပြတ်မလာကြနဲ့ဆိုတဲ့စကားကိုဒေါသထွက်စွာပြောသွားခဲ့ပါတယ်တိုးလောင်အိတ်ထဲစစ်စေးကြည့်လိုက်တဲ့အခါအရေးတွက်များစွာရှိနေခဲ့လို့တွေ့တယ်မလားသူတို့ကိုကူညီမဲ့သူတွေရှိပါတယ်ဆိုပြီးဘိုးဘေးကအရှက်မရှိပြောလိုက်တဲ့အတွက်ဝလင်းလဲဗာပြန်ပြောရမှန်းမသိလို့ခေါင်းယမ်းမိလိုက်ပါတော့တယ် ဆရာဖြစ်သူတကြိမ်လာယူပြီးသွားတာတောင်ဒီလောက်အများကြီးကြံ့နေပေမဲ့လုံလောက်မှုသိမ့်မရှိသေးတာကြောင့်သူတို့လက်ထဲမှာစိတ်ဝိညာဉ်အလန်တာရှိနေရင်တကြိမ်နဲ့မလောက်တဲ့အခါဒုတိယအကြိမ်တွေတတိယအကြိမ်တွေထိထက်လူယူပြစ်ကြတာပေါ့ဆိုကနောက်တနေ့ရဆက်သွားကြပါတယ်။ပင်မဝိညာဉ်တွေနဲ့တာမန်ဝိညာဉ်တွေအသုံးပြုပြီးတကိုင်းချင်းစီမှာတိုက်ခိုက်လူရဲ့နေခဲ့ကြသလိုအစင်ငါတိုင်းပြည်ရဲ့ဂိုင်းကြီးရှစ်ကိုင်းလောက်ကိုပတ်သိမ့်ပြစ်လိုက်တဲ့အခါကျမှဝိဇာနဲ့ကြောက်စိမ့်တွေလုံလောက်သွားခဲ့ပါတော့တယ်။ ကျင့်ကြံခြင်းလောကမှာဝိဇ္ဇာနဲ့ကြောက်စိမ့်တွေ့လို့ခြင်းရင်ဒီလိုမျိုးလူယူရတာဖြစ်တဲ့အပြင်ဝိညာဉ်တန်းတစ်ထောင်လမ်းပိုင်ဆိုင်တဲ့အခါဝလင်းကိုယ်တိုင်လည်းဒီတိုင်းလိုက်လို့ရမှာဖြစ်လို့သူတို့ဂိုင်းရဲ့ဂုံတိတ်ခါကိုမညှိုးနှွမ်းစေနဲ့ဆိုပြီးသတိပေးလိုက်ပါတယ်။ဝလင်းကလည်းမလူရင်မလူဘူးလူရင်လည်းအကုန်ယူပြစ်မှာဖြစ်လို့စိတ်ချထားပါဆိုပြီးဆေးရထက်တပည့်လက်ဆောင်ပို့ထက်နေတဲ့အခါဘိုးဘေးလည်းသဘောကျချင်းနဲ့သွားပြီးကျူးချွေးကြိုဟာအရန်သေးလွန်းနာကြောင့်အရင်မြင့်နယ်ပါလွန်းကြောင့်ရှင်းပြပေးလာပါတယ်။ ငငယ်တုန်းကထန့်ရင်ကြိုကိုတခေါက်သွားဖူးခဲ့ပြီးကျူးချွတ်ကြိုထက်ဆဲဆပ်ပူကြီးတာကြောင့်ဂိုင်းဖွဲ့စည်းတွေအများကြီးရှိသလိုအရင်မြစ်တွေကလည်းအရန်ပေါ်ကျွယ်ဝလုံးပင်မဲ့လုံလောက်အောင်အစွမ်းမထက်သေးလို့ဘာမှမယူလာနိုင်ခဲ့ဘူးဆိုပြီးစိတ်ပြက်စွာပြောပြပါတယ်။ထန့်ရင်ကြိုပေါ်ကထန့်ရင်လောင်းလျာရဲ့ကြင်ကြံမှုဟာမှန်ဆမရနိုင်အောင်မြင်မာလွန်းသလိုကြင်ကြံမှုမဟာမိတ်အဖွဲ့စည်းကြီးထဲမှာလည်းအရေးကြီးတဲ့နေရာတစ်ခုကပါဝင်နေလျက်ရှိတာကြောင့်သူတို့ကျူးချွတ်လောင်းလျာအနေနဲ့ဘလို့မှမရှင်ပြိုင်နိုင်ကြောင်းပြောတော့ ဝန်လင်းလဲတည်ချင်းရှင်ချင်းကိုနားလေတော့ကတခေါက်တွေးခဲ့မှုတဲ့အဖိုးကြီးကိုပြောနေတာဖြစ်မှန်းပြန်တရီရလိုက်ပါတော့တယ်။ကျူးချွတ်ချိုကထွက်လာနိုင်တဲ့တနေ့ကျရင်ထန်းရင်ကြိုစီလာပြီးသူ့ရဲ့အမိခံတပက်လာလုံးနိုင်ကနှစ်ပေါင်းရာကြီးကြအောင်သူ့နောက်လိုက်နိုင်ကြောင်ပြောခဲ့မှုလို့ဝန်လင်းလဲဒီနေရာကကိစ္စတွေပြီးသွားရင်ထန်းရင်ကြိုကိုတခေါက်လောက်သွားကြည့်ရမယ်ဆိုပြီးစိတ်ပိုင်းဖြစ်လိုက်ပါတယ်။ဒီအချိန်အရှိန်အဝါများစွာခံစားမိလိုက်တဲ့အတွက်နတ်ဖျားအာယုံတုံးကြည့်လိုက်တဲ့အခါဝိဇ္ဇာနဲ့အကျဉ်းကျက်များစွာအလုံးလိုက်အရင်လိုက်ချီတက်လာကြတာကိုမြင်တွေ့လိုက်ရတာကြောင့် ဒုတိယအကြိမ်တိုက်ခိုက်မှုလုပ်ဖို့ကျူးချွဲကုန်မြေကြီးစီကိုတွားနေကြတာဖြစ်နိုင်မှန်းသဘောပေါက်လိုက်ကြပါတယ်။ဘိုးဘေးကဒီကိစ္စထဲဝင်မပါပဲဂိုင်းစီအမြန်ပြန်ခိုင်းလိုက်ကြတဲ့အချိန်တိရကိုရွက်မန်တန်ကျင်းစာနဲ့ဆရာကစိတ်ဝိညာဉ်တန့်စင်ဂိုင်းမှန်းတိတာနဲ့ဝိညာဉ်တန့်စင်အလံကိုတွားရောက်လူယူခြင်းစိတ်ဖြစ်သွားလို့ချက်ချင်းလိုက်လာခဲ့ပါတယ်။လိုက်မိလာတာနဲ့အရှိမပေးရက်လိုက်ပြီးကြပွင့်စီရင်တစ်ခုနဲ့ချုံနှောင်ထားလိုက်ကယေဒနာထားခဲ့ကြဆန်းဆိုပြီးဝိဇာနဲ့အကျွင်းကျက်မျိုးနွယ်စုရဲ့ဘိုးဘေးငါဦးတဲ့ကတူဖြစ်တဲ့ချွေးချစ်ကမိုက်ကြီးလာခွဲနေပါတော့တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လုံးကဖြစ်ပွားခဲ့တဲ့နေမီလူတိုက်ပွဲကြီးအတွင်းမှာစိတ်ဝိညာဉ်တန့်စင်ကိုင်းကဝိညာဉ်တန်းတစ်ထောင်လန်နဲ့ရက်တန်းလို့မရနိုင်တဲ့အထိအစွမ်းကုန်တိုက်ခိုက်ခဲ့ပူတာကြောင့်ချွေးချစ်ကဒီစွမ်းအားတွေဟာအစ်လာအတူလာစစ်ဆေးကြည့်နေတာဖြစ်ပါတယ်။ရွက်ကိုခုအစ်လောက်ကိုဘိုးဘေးကမျက်လုံးနဲ့မထည့်ပေမဲ့ဝိညာဉ်တန်းတစ်ထောင်လန်ရဲ့တကယ့်အစ်အမှန်စွမ်းအားကိုဝယ်လင်းမြင်အောင်ပြသချင်တာမို့ဝိညာဉ်တန်း900နဲ့ပင်မဝိညာဉ်73ခုကိုထွက်ပေါ်လာစေလိုက်ပါတယ်။ ဝိညာဉ်လမ်းမှာတိကျတဲ့အသုံးပြုနည်းလမ်းမရှိပေမဲ့ပေါင်းဆက်အသုံးပြုလိုက်တဲ့အခါကျရင်အရန်ဆွန့်ထက်လာလိမ့်မယ်ဆိုပြီးဝိညာဉ်အစီရင်ခြင်းခြင်းနေတဲ့အပြင်၆ရောက်မြောက်ဘိုးဘေးဖြစ်သူကအစီရင်အသုံးပြုသူဖြစ်တာကြောင့်ဝိညာဉ်လမ်းဟာသူ့လက်ထဲမှာဆိုရင်အစွန့်ထက်အစီရင်ဖြစ်လာနိုင်တယ်ဆိုပြီးဝလင်းကိုတင် जा ပြသပေးနေပါတယ်။ဝိညာဉ်တွေစုပေါင်းပြီးဝိညာဉ်တက်ဆင်ခြင်းဆွမ်းအားနဲ့တိုက်ခိုက်လိုက်တဲ့အခါချွေးချစ်ကအကာအကွယ်တစ်ခုဖန်တီးလိုက်ပေမဲ့တခဏအတွင်းပျက်စီးသွားပြီးဝိညာဉ်ခွာထွက်သွားရပါတယ်။ဒီစီရင်ကလူတွေရဲ့ဝိညာဉ်ကိုဖမ်းယူနိုင်မှန်းသိလိုက်တာနဲ့ခန္ဓာကိုယ်ထံပြန်ထည့်လိုက်တယ်လို့ တိုက်ခွတ်ဖြက်စီးပစ်လိုက်ကဖန်တလေးမီဖုန်၅ခုကိုမိုးကောင်းကင်ထက်ကဆင်းသက်လာစေလိုက်ပြီးတစ်ဖက်စီရင်ကြီးကိုပါပြန်လည်တန့်စင်ကြီးလိုက်ပါတော့တယ်။ရွက်ကိုရွက်ကျိန်ဆန်တဲ့ဆရာက အာနာတက်ချင်းကနက်ဦးအစင်းနဲ့ညီမျှတာကြောင့်လက်ခွတ်တွေထုတ်သုံးတည်ခဲ့တယ်လို့ဒီအစင်းလောက်ပဲလာလို့မေးတော့ဘိုးဘေးတွန့်ထန်းကဝိညာဉ်တန်းတစ်ထောင်လန်ကိုအာနာတက်ချင်းအစင်းတွေတောင်ဘာကြောင့်ကြောက်ကြရတယ်လဲဆိုတာမင်းတကယ်သိချင်တာလားဆိုပြီးတကယ်ဆွမ်းအားအစ်အမန်ကိုအမြင်ကျဲတော့အောင်ထုတ်ပြလိုက်ပါတယ်။ ဆေးရောက်မြောက်ဘိုးဘေးကဝါမျိုးချင်းနဲ့ပဲကိုပိုင်ဆိုင်သူဖြစ်လို့ဒီလန်ကိုအသုံးပြုတာကဝိညာဉ်ကိုဝါမျိုးပြီးကိုတိုင်စွမ်းအားကြီးလာဖို့ဆိုကဝိညာဉ်တန်ငါးရကိုစူးစီးပြီးပင်မဝိညာဉ်73ခုနဲ့ပေါင်းဆက်လိုက်တဲ့နောက်ဘိုးဘေးတွန့်ထန်ရဲ့ကြင်ကြံစင်ကအာနာတက်ချင်းအလေလက်အဆင့်ကိုတောင်ပြောင်းလဲရောက်ရှိသွားပါတော့တယ် ဖန်တလေးမိဖို့တွေကိုအตาရဖြစ်စီးပစ်လိုက်တာနဲ့အစင်ချင်းအယံကွာချသွားလို့ချွေးချစ်တယောက်လွင်ထွက်တံရရရှိသွားရပြီဘိုးဘေးဖြစ်သူကအသေးမသက်ပဲလှုပ်ပေးလိုက်ကနောက်ဖြစ်လာမဲ့နေမီလူတိုက်ပွဲကြီးမှာသူတို့စိတ်ဝိညာဉ်တန့်စင်ကိုင်းကဝင်ပါမှာမဟုတ်တဲ့အကြောင်းအတိပေးပြောဆိုလိုက်ပါတယ်ချွေးချစ်လည်းအသက်ချမ်းသာပေးလို့ဂျေဇုတင်စကားပြောလိုက်ပြီးဒီအကြောင်းကိုမျိုးနွယ်စုအကြီးအကဲတွေထံသတင်းတော်ပို့လိုက်အောင်မယ်ဆိုကအမြန်လစ်ထွက်သွားရတဲ့နောက်အစီရင်ပြန်သိမ်းလိုက်ပြီးဝိညာဉ်အလံရဲ့စွမ်းအားကိုဘလို့သဘောရတယ်လို့ဝက်လင်းစီမေးကြည့်လိုက်ပါတယ် တုံတင်ပြတ်တာပြီးလို့ဂျေဇုတင်ကြောင်းပြောတော့သူတည်သွားတဲ့အခါကျရင်ဝိညာဉ်လန်တဲ့ကနည်းနည်းတဲ့ကိစ္စတွေကိုကိုယ်တိုင်ရှာဖွေနိုင်တယ်ဆိုပြီးဘိုးဘေးထွက်သွားတဲ့အခါသူတို့နှစ်ယောက်ကြားမှာဆရာတပည့်အမိနာမမရှိပေမဲ့သူ့အပေါ်ကောင်းမွန်တဲ့သဘောထားနဲ့ပညာတွေသင်ကြားပေးခဲ့တာမို့ဆရာတပည့်ဆက်ဆံရေးအမှန်တကယ်ရှိနေတာဖြစ်ကြောင်းဝက်လင်းတွေးတောမိလိုက်ပါတော့တယ်ဝိညာဉ်လန်တဲ့က၄ယောက်မြောက်ပင်မဝိညာဉ်မကြခင်လို့လာတော့မှဖြစ်ပြီးပင်မဝိညာဉ်73ခုထဲမှာအတ္တမဆုံးတရှိမှုဖြစ်တယ်လို့အာနာတက်ချင်းအဆင့်ကိုချိုးဖြတ်တဲ့ရောက်သွားနိုင်ခဲ့တဲ့နောက်ဆုံးဘိုးဘေးလည်းဖြစ်ပါတယ် ီအဆင့်ထိရောက်တာတောင်ဘာလို့တည်သွားရတယ်လဲမေးတော့ဒုတိယစစ်ပွဲကြီးအတွင်းမှာပထမကျူးချွဲလောင်းလျာကသူ့ကိုယ်သူစတဲ့ပြစ်ခဲ့ပြီးဝိဇ္ဇာနဲ့ကျွင်းကျက်မျိုးနွယ်စုကိုမြေအောက်မှာချိတ်ပိတ်ပြစ်ခဲ့တဲ့အပြင်လူတယောက်ကိုယိညွန်းပြီးဒုတိယမြောက်ကျူးချွဲလောင်းလျာအဖြစ်သတ်မှတ်ပေးသွားခဲ့ပါသေးတယ်။အဲ့ဒီလူကထူးချွတ်ညံ့ရေးထက်မြက်ပြီးကျူးချွဲကြိုရဲ့ထိတ်တိကျင့်ကြံသူဖြစ်ကြောင်းပြောတဲ့အခါဝန်လင်းခန္ဓာကိုယ်ကိုတင်းယူဖို့စ조사တဲ့အချိန်တုန်းကစစ်ထုနံဟာသူ့ကိုယ်သူထိတ်တိကျင့်ကြံသူလို့ယိညွန်းပြောဆိုသွားတာကြောင့်ဒီအချက်တွေနဲ့ကိုက်ညီတဲ့စစ်ထုနံကိုပြန်တရီရမိလိုက်ပါတယ်။ ဒုတိယမြောက်ကျူးချွဲမိကိုဝက်လေးမေးကြည့်လိုက်တဲ့အခါကျူးချွဲလောင်းလျာတွေရဲ့တကယ့်နာမည်အရင်းတွေကိုသူတို့အချင်းချင်းသာသိနိုင်ကြတာဖြစ်လို့ဘိုးဘေးသွန့်ထန်းကသူမသိကြအောင်ခေါင်းကပြလိုက်ပါတယ်။ဒုတိယကျူးချွဲခေတုံးကကျူးချွဲကျိုဟာအရန်အကောင်းခဲ့တဲ့အပြင်ဝိညာဉ်တန့်စင်ကိုင်းရဲ့လေးယောက်မြောက်ဘိုးဘေးကြီးကလည်းအာနာတက်ချင်းအဆင့်ကိုနောက်ဆုံးသူဖြစ်ရောက်ရှိခဲ့ပေမဲ့ပြင်ပနေမြေကကြင့်ကြံသူလေးယောက်ရုတ်တရက်ကျူးကျော်လာတဲ့အခါမှာတော့အရာအလုံးပျက်စီးသွားခဲ့ရပါတယ်။ စတုထဘိုးဘေးကဒုတိယကျူချွဲလောင်းလျာနဲ့အတူတူတိုက်ပွဲဝင်ခဲ့ကြပြီးနောက်ဆုံးမှာတိုက်ပွဲနိုင်ရခဲ့ပေမဲ့ဘိုးဘေးဟာဒဏ်ရာပြင်းထန်စွာရရှိသွားပြီးပင်မဝိညာဉ်ဖြစ်သွားခဲ့ရသလိုဒုတိယကျူချွဲလောင်းလျာကတော့ဘယ်စီရောက်သွားမှန်းကိုမသိကြတော့ပါဘူးဒီစကားတွေကိုကြည်ချင်းအဖြစ်စစ်ထုနယ်ဆိုတဲ့လူဟာဒုတိယကျူချွဲလောင်းလျာဖြစ်နိုင်ခြင်းများလွန်းလာကြောင်းဝန်လင်းတေချာစဉ်းစားနေတဲ့အချိန်သူတို့တွေလည်းကျူချွဲကုန်းမြေကြီးကိုပြန်ရောက်ရှိလာကြပြီဖြစ်လို့ဘိုးဘေးကအတိတ်ကိစ္စတွေကိုမေးခိုင်းလိုက်ပြီးတရေသားပြောင်းလဲခြင်းအဆင့်ရောက်ဖို့သာအာယုံစိုက်ခိုင်းလိုက်ပါတော့တယ် သူတို့ပြန်ရောက်တဲ့အခါကုန်းမြေကြီးတစ်ခုလုံးကိုကျူးချွဲ့စီရင်ကြီးနဲ့ဖုံးအုပ်ထားရမည်လိုက်ရပြီးဒီကျိုးတစ်ခုလုံးမှာအစွမ်းထက်ဆုံးစီရင်ဖြစ်သလိုလူတစ်ယောက်တည်းကိုကာကွယ်ပေးနိုင်တဲ့အထိခြုံထားနိုင်စွမ်းရှိသလိုဖြန့်ကျက်လိုက်တဲ့အခါကျရင်လည်းကျူးချွဲ့ကြိုတစ်ခုလုံးကိုတောင်ကာကွယ်ထားနိုင်စွမ်းရှိပါတယ်။ဝိညာဉ်ကြောက်တော်များစွာနဲ့ဒီစီရင်ကြီးကိုဖွင့်လှစ်ထားရတာဖြစ်လို့ဝိဇ္ဇာနဲ့ကျွင်းကျန်တွေနဲ့တိုက်ပွဲကြီးကိုကျူးချွဲ့လောင်းလျက်ဘက်ကအစွမ်းကုန်ရင်းနှီးထားမှန်သိလိုက်ကြရပါတယ်။အစွမ်းထက်ကြောင်းပြောနေလို့ဝလင်းစမ်းသက်ကြည့်ချိန်မှာလဲမင်းငကားတမြင့်ချက်ကလက်တီးတစ်ချက်နဲ့ဖြစ်စည်းခံလိုက်ရတာကြောင့် ဒီစီရင်ကြီးထဲမှာဘလူးနဲ့ဆိုမျိုးနွယ်ရဲ့သွေးစွမ်းအားတွေပါဝင်နေမှန်းထက်တိလိုက်ကြရပါတယ်။လွန်ခဲ့တဲ့တစ်ခေါက်တုန်းကခြံဖုံးဟာဘလူးနဲ့ဆိုမျိုးနွယ်စီသွားပြီးဝလင်းချက်ထားတဲ့ချိတ်ပိတ်မှုဖြစ်ရှင်းခဲ့တဲ့အပြင်လူများကိုလည်းကျူးချွဲတိုင်းပစ္စည်းရွှေ့ပြောင်းပေးခဲ့ပါသေးတယ်။သဘောကောက်လို့ကူညီပေးလိုက်တာမဟုတ်ပဲဘလူးနဲ့ဆိုသွေးကိုအသုံးပြုပြီးကျူးချွဲနေတဲ့အစီရင်ကြီးကိုပုံမခိုင်မာတော့အောင်ပြုလုပ်ချင်းခဲ့တာဖြစ်ကြောင်းဘိုးဘေးရှင်းပြတန်ကြတော့သူ့ရဲ့ချိတ်ပိတ်မှုကိုသူမသိအောင်ဖြစ်ရှင်းပြသွားတဲ့အတွက်ခြံဖုံးဆိုတဲ့လူကလုံးဝအထင်သေးလို့မရဘူးဆိုပြီးဝလင်းသတိပို့ရှိသွားခဲ့ပါတယ်။ ဘိုးဘေးကသူ့ကိုဝင်ခွင့်မပေးဘူးဆိုရင်ဝိဇ္ဇနဲ့ကျွင်းကျန်တွေရောက်မလာခင်သူ့အသက်ကိုရင်းနှီးရမယ်ဆိုရင်တော့ဒီအစီရင်ကြီးကိုအပေါက်တစ်ခုဖောက်ပစ်လိုက်မယ်ဆိုပြီးအမတ်စင်ရေတွက်လိုက်ပါတယ်စိတ်ရှိမှုကအကန့်သက်ရှိတာကြောင့်တုံးထိမရောက်ခင်မှာပဲခြံဖုံးထွက်ပေါ်လာခဲ့ပြီးအကြီးကဲဒေါသမထွက်ပါနဲ့ဆိုကပြပြေချောင်းပြောလိုက်ပြီးဝင်ပေါက်ဖွင့်လစ်ပေးလိုက်ပါတယ်ဒါကိုမြင်တော့ကျူးချွဲ့နေတဲ့အစီရင်ကြီးကိုကျူးချွဲ့လောင်းလျာတွေသာခစ်ဆက်ဆက်လေးကျင်းနိုင်ခဲ့ကြတာဖြစ်လို့ခြံဖုံးအသုံးပြုနိုင်တာမြင်တဲ့အခါနောက်ဆက်ခံမဲ့လောင်းလျာဖြစ်မျောလင်းချက်ထားခံထားရမှလူတိုင်းရိပ်မိလိုက်ကြပါတယ် ချက်ဖုံးကအထဲဖိတ်ခေါ်လိုက်ပြီးဘိုးဘေးထဲဝင်သွားတာနဲ့ဝင်ပေါက်ပြန်ပိတ်လိုက်တယ်လို့ဒီလိုလောက်ရချင်းကတခြားចောင်းចောင်းမဟုတ်ပဲကျူးချွေးကြုံမှာနာမည်ကျော်ကြားနေတဲ့မိတ်ဆွေချမ်းတို့နဲ့လက်ရည်စမ်းသက်ခြင်းလို့ဆိုပြီးဝလင်းကိုစိန်ခေါ်ကြည့်လိုက်ပါတယ်အစင်ချိုဖြတ်ဖို့ကအရေးကြီးဆုံးဖြစ်နေလို့ဘိုးဘေးကဝင်ပေါက်ဖွင့်ခိုင်းလိုက်တော့အကြီးကဲရှာဖွေထားတဲ့မျိုးဆက်သစ်ဆက်ခံသူကသူနဲ့တိုက်ခိုက်ဖို့တတိမရှိတာများလားဆိုပြီးချန်ဖုံးကတမင်စိတ်ဆော့ပေးလိုက်ပါတယ် ဘိုးဘေးကဖီအားသုံးဖို့ကြိုးစားလိုက်တဲ့အချိန်ထောင်ချောက်မှန်တိနေပေမဲ့တိုက်ခိုက်ဖို့လိုလားတဲ့ဝက်လင်းကအစင်းတစ်ခုကွာချနေတဲ့သူရဲ့စိန်ခေါ်တိုက်ခိုက်မှုကြီးကိုလက်ခံကြောင်းပြောလိုက်ပါတော့တယ်။ဒီပိုင်းမှာတော့ ပထမဆုံးပိုင်းကဇမြုပ်ကွက်တွေကိုပြန်လည်တူးထုတ်သွားခဲ့ပြီးဝန်လင်းတရီသားပြောင်းလဲခြင်းအဆင့်ရောက်တဲ့အခါစစ်ထုနံပြန်လည်နိုးထလာမှဖြစ်သလိုဒုတိယကျူးချွဲလောင်းလျာတစ်ဖြစ်လဲစစ်ထုနံသားပြန်လည်နိုးထလာနိုင်ခဲ့ရင်ကျူးချွဲတိုင်းပြည်ကြီးရဲ့ပြောင်းလဲသွားမယ့်ကံကြမ္မာနဲ့နောက်ပိုင်းလာမယ့်မျိုးဆက်သစ်လူငယ်တွေကြားကလက်ရည်စမ်းသက်မှုကြီးဟာလဲစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတော့တယ်